ဲ့တော့ကျွန်တော်တို့တွေတရွေ့တရွေ့နဲ့လာတွေပြောင်းလဲလာတာဆိုလို့ရှိရင်ကျွန်တော်တို့2025ခုနှစ်ကနောက်ဆုံးနှုတ်ဆက်ရမယ်ဒါလာတလာတဲ့ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့တွေเนาะဒီ12လပိုင်းမှာဆိုလို့ရှိရင်ကံကောင်းဆုံးနေနံအဲ့တော့ဘယ်နေနံလေးတွေကကံကောင်းနေသလဲကံနေမြင့်မားနေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံတင့်တင့်နေသလဲဘယ်နေနံပိုင်ရှင်လေးတွေကကံညံ့နေသလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယို ဖိုင်လေးကိုတွေးတဲ့သူတိုင်း share လေးတွေเนาะနှိပ်ပေးသွားပါအောင်လို့ကျွန်တော်အနေနဲ့ပြောကြားခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းမှာเนาะ အဲ့တော့ကံတရားနေနေเนาะခုနကကံကောင်းခြင်းတွေရရှိနေတဲ့နေနံ၃ခုရှိပါတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့စနေတောက်ကြတနင်္လာသားသမီးနေနံပိုင်ရှင်လေးတွေကတော့ဒီ၁၂ဝိုင်းဆိုတဲ့တလတာမှာကံစာတာတွေအနေနဲ့ကောင်းမွန်ပြီးတော့ကံနေအနေနဲ့မြင်းမာနေပြီးတော့မိမိတို့ရဲ့ကံစာတာအနေနဲ့ကမိမိစူးစမ်းရင်စူးစမ်းသလိုထိတ်တန်းကိုရောက်ရှိနိုင်တဲ့နေနံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ် အဲ့တော့ဒီစန္ဒလာပိုင်းတလားတာမှာဆိုလို့ရှိရင်ငွေချေးလက်လာပါစုပ်လက်စမ်းလက်ကန်တွေလည်းပွင့်နေပြီတော့မိษွေတို့အနေနဲ့ဒီစန္ဒလာပိုင်းတလားတာမှာဘာကိစ္စကိုပဲလှုပ်လို့မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လှုပ်ဆောင်တတ်မယ်ဆိုလို့ရှိရင်ဒီစန္ဒလာပိုင်းတလားတာမှာစနေတောက်ကြတနင်္လာသားသမီးမိษွေတွေကတခြားနေ့နံနေနဲ့စားလို့ရှိရင်သူတို့အနေနဲ့ပိုးပြီးတော့အစဉ်ပြေတာမျိုးတွေအောင်မြင်ခြင်းတွေကြုံရမယ်နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီဆန္ဒလာပိုင်းတလားတာမှာဆိုလို့ရှိရင်ကံဒီအနေနဲ့အကောင်းဆိုးတွေဒွန်တွဲနေတဲ့ဒါနေနံပိုင်ရှင်လေးတွေကတော့ကြာသာပရိသာသမီဗုဒ္ဓဟူသာသမီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီဆန္ဒလာပိုင်းတလားတာမှာအကောင်းနဲ့အဆိုးနဲ့ဒွန်တွဲနေတတ်တယ်။အဲ့တော့ကြာသာပရိဗုဒ္ဓဟူသာသမီမိษွေတို့အနေနဲ့ကဒီဆန္ဒလာပိုင်းတလားတာမှာမိษွေတို့ရဲ့ဒီအာယုံအတွေးတွေစိတ်ကူးတွေထဲမှာအမှန်နဲ့အမှားကို မခွဲခြားတတ်ဖဲနဲ့အဖြူကို အမဲအမဲကို အပြူထင်းပြီးတော့ကောင်းတဲ့သူကိုမကောင်းဘူးထင်တတ်တယ်အဲ့တော့မကောင်းဘူးထင်တဲ့သူကိုကောင်းတယ်ထင်ပြီးတော့မိษွေတို့အနေနဲ့ဘာကိစ္စတွေကိုပဲလှုပ်လှုပ်မိမိတို့ရဲ့ဒီအတွေးစိတ်ကူးတွေက လွဲချော်နေတာမျိုးလေးတွေကြုံရတတ်တယ်အတွေးတွေနဲ့ပတ်သက်ပြီးတော့အယူဆတွေလွဲမှားနေတာမျိုးလေးတွေရင်ဆိုင်ရတတ်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီဂျာသာမရိသာသမီးဗုဒ္ဓဟူသာသမီးတွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ12လပိုင်းတလားဒါမှဘာကိစ္စကိုပဲလှုပ်လို့မိမိရဲ့ဒီအတွေးတစ်ခုတည်းနဲ့မဆုံးဖြတ်ဖဲနဲ့မိမိနဲ့ခုနကရင်းနှီးတဲ့သူတွေကိုတိုင်မင်နှီးနှောပြီးတော့ခုနကရင်ဖွင့်တာမျိုးလေးတွေခုနက ိုင်မင်နာမျိုးလေးတွေလောက်မယ်ဆိုလို့ရှိရင်တော့ဒီကြာသာဝတီဗုဒ္ဓဟူးနေနံပိုင်ရှင်လေးတွေအနေနဲ့ကတော့ခုနကအញ្ញံလေးတွေနည်းနည်းတော့ဒါရောနေသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ12လပိုင်းဒီဇင်ဘာလ1လတာမှာကျွန်တော်တို့ကံ အနေနဲ့ကြည့်မယ်ဆိုရင်အညံပိုင်းကိုသွားနေတဲ့နေနံနှစ်ခုရှိတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့အင်္ဂါတနင်္ဂနွေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကံတရားအနေနဲ့အစအစအရာရာတတိထားပြီးတော့နေထိုင်ရမယ်ဒါလာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ဒီအင်္ဂါတနင်္ဂနွေသားသမီးနေနံပိုင်ရှင်လေးတွေကတော့ကံကိုပုံးပြီးတော့ကံကိုယုံပြီးတော့စူးပုံနင်းတဲ့အလုံးမျိုးတွေကိုလှုပ်ဆောင်တာမျိုးတွေတွေးတောတာမျိုးတွေစင်ကျင်တက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ၁၂လပိုင်းတလားတာမှာအတားဆီးအခက်ခဲတွေတခြားနေနံနေနဲ့စားလို့ရှိရင်ပိုးပြီးတော့များစွာရင်ဆိုင်ပြီးတော့ကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါတနင်္ဂနွေသားသမီးမိတ်ဆွေလေးတွေကတော့ဒီ၁၂လပိုင်းတလားတာမှာဘာ ာလုပ်ကိုပဲလုပ်လို့ကုဏနောမိမိရဲ့ကုဏနောတချို့တွေရှိတယ်ပေါ့နော်ကိုကံကိုယုံနေဘာညာပေါ့နော်ဒါမျိုးတွေကုဏနောတယူတန်အတွေးမျိုးတွေ ခုနကတယူတန်ခုနကစိတ်တွေနဲ့လှုပ်ဆောင်တာမျိုးလေးတွေကိုစင်ကျင်တက်มาတယ်အဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲခုနကနေအနံတစ်ခုချင်းစီလိုက်ပေါ့เนาะကျွန်တော်ရဲ့ခုနှစ်ရက်သားသမီးမိတ်ဆွေတွေအတွက်ကိုကျွန်တော်ဟောစတဲ့နေလည်းပဲအစင်လိုက်ကျွန်တော်တင်းပေးသွားมาပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခုနှစ်ရက်သားသမီးမိတ်ဆွေတွေအားလုံးပေါ့เนาะဒီ12လပိုင်းတလတာမှာအဆိုးဟူသမျှဝေးလွှင့်ပါစေကံကောင်းခြင်းမင်္ဂလာဖျားဖျားတွေနဲ့ပြည့်စုံပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေငွေကြီးချင်းတွေနဲ့ပတ်သက်ပြီးတော့ ော့လဲရှာရဖွေရတာတွေလွယ်ကူပြီးတော့မိမိတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းတွေလည်းပဲအစဉ်ပြေချောမွေးကြပါစေလို့ကျွန်တော်စူတောင်းမြစ်တာပို့သားရင်ကံကောင်းဆုံးနေတန်လေးတွေရဲ့အကြောင်းဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်